မင်္ဂလာပါရှင်လွတ်လပ်သောမွန်တရေအေဂျင်စီအမနာရဲ့ Sunday News အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်တပတ်တွင်ထူးခြားတဲ့မြန်မာသတင်းတိုင်းဒေသတွေကသတင်းတွေကိုဦးစားပေးကောက်နှုတ်ထားပြီးကျမတို့အမနာ Sunday News အစီအစဉ်ကနေတင်ပြပေးနေတာဖြစ်ပါတယ်အခုတပတ်အစီအစဉ်အတွက် ကောက်နှုတ်ရွေးချယ်ထားတဲ့သတင်းတွေကတော့ရေးကြမတော်တဆထိခိုက်မှုတရရှိဖို့ကေဆေးရီအဖွဲ့တို့တိုက်တွန်းတဲ့အကြောင်းလိုင်စင်မဲရင်တွေဖမ်းနေပေမဲ့လိုင်စင်မဲရင်တင်သွင်းမှုကိုစစ်ကောင်စီပြုပြထားတဲ့အခြေအနေ ဆရာနာရှင်စနစ်ကိုအပိတိုင်တိုက်ဖြတ်မယ်လို့ TNAA ပြောတဲ့သတင်းအခြားထူခြားတဲ့အာဆီယံသတင်းနိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ဖို့ရှိနေပါတယ်။ဟုတ်ကဲ့ကျွန်မနှွန်သေးပါ။အခုပထမဆုံးပြောပြပေးမယ့်သတင်းကတော့ မွန်ပြည်နယ်မူရုံမြို့နယ်မှာယခုရက်ပိုင်းအတွင်းရေနဲ့တည်ဆုံမှုမကြကနာဖြစ်ပွားနေတာကြောင့်ရေစည်းတန်တဲ့ခြောက်မြောင်းတဲ့ဆဲတွေမှာရေစင်းကိုတာတတိပြုလိုအပ်ကြောင်းလူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့ကတိုက်တွန်းပြောဆိုထားပါတယ်ပေးခဲ့တဲ့မေလာနောက်ဆုံးအပတ်ကစပြီးယမန်နဲ့ဂျွန်လာ3ရက်နေ့အထိမူရုံကန်ကြီးနဲ့ဝေမနုံဆဲအတွင်းရေစင်းကူသူ3ဦးထပ်မံတည်ဆုံခဲ့ရပြီးကိုရင်တပါအပါဝင် အသက်18နှစ်ဝန်းကျင်အရွယ်လူငယ်တို့ဖြစ်ကြောင်းသိရပါဗျ။ မောအဆက်မပြတ်ရွာသွုံမှုကြောင့်စံကြောင်ဆဲရေတကုံစတဲ့နေရာတွေမှာ ရေအမြင့်ပဲထိုးတက်နေပြီးခက်မှန်မနိုင်တဲ့ရေဘဲအန္တရာယ်တွေကြောင့်ဒေသခံတွေအပြင်ရေနဲ့အကျွမ်းသူတွေမရှိသူတို့ရေစင်းကူးတာနဲ့ငါးစင်းဖမ်းတာအထူးသတိရှိဖို့မော်လမြိုင်မြို့လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တဦးကဆိုပါတယ်အထူးသဖြင့်အရက်ဒေသတောက်စားထားတဲ့သူအသက်ရောဂါရှိသူနဲ့မိဘအုပ်ထိန်သူတို့စနစ်တကျထိမ့်သိမ်းဆုပ်ရှောက်ခြင်းမရှိတဲ့ကလေးတွေကိုရေကူးခွင့်မပြုဖို့ကိုလည်းတိုက်တွန်းထားပါတယ် ဒါကြောင့်လူမှုကွန်ရီကဲဆေးရေးအဖွဲ့တို့အနေဖြင့်လဲမိုးတွင်းကာလအတွင်းအရေးပေါ်သဆုံးတရားဖြစ်ပွားရမှာအချိန်မီကူညီနိုင်ဖို့ကြိုတင်ပြင်ဆင်မှုလုပ်ငန်းတွေဆောင်ရွက်ထားကြောင်းသူကဆက်ပြောပါတယ်နှစ်စဉ်ဝါဆိုလာတွင်ရုံပိတ်ရတွင်မှာပြည်သူတွေအပန်းဖြစ်သွားလာမှုများတဲ့ပေါင်မြို့နယ်အတွင်းရှိစင်ကြိုင်စင်ရွာရေတကုန်နဲ့တမျိုးဆက်မြို့နယ်ပင်ကလန်ရေတကုန်တွင်မှာလည်းရင်းနှီးမြှုပ်မှုနဲ့မတော်တဆထိခိုက်မှုအများဆုံးဖြစ်ပွားနေတယ်လို့သိရပါတယ်ရှင်။ နောက်ထပ်ပြောပြပေးမယ့်သတင်းကတော့မွန်ပြည်နယ်အတွင်းလိုင်စင်မဲ့မော်တော်ယာဉ်တွေကိုစစ်ကောင်စီကလိုက်လံဖမ်းဆီးနေပေမဲ့လည်းတဖက်မှာနယ်စပ်ကနေတဆင်လိုင်စင်မဲ့ယာဉ်တွေတင်သွင်းနေတာကိုစစ်ကောင်စီကဖွပြထားဆဲဖြစ်ပါတယ်။ လက်တလောမှာမော်လမြိုင်မြို့အတွင်းလိုင်စင်မက်ရင်နဲ့ဆိုင်ကယ်တွေရှာဖွေဖမ်းဆီးမှုစတိုက်လုံးဆောင်နေပေမဲ့လည်းမြို့အဝင်အထွက်ဂိတ်ကန်နေတဲ့စင်မော်လမြိုင်မြို့အတွင်းတို့လိုင်စင်မက်ရင်နဲ့ဆိုင်ကယ်တွေတင်သွင်းနေတာကိုဖမ်းဆီးမှုမရှိသေးကြောင်းစစ်ကောင်စီနဲ့အနီးဆက်သူတအုပ်ကပြောပါတယ်။ဒါပြင်လိုင်စင်မက်ရင်နဲ့ဆိုင်ကယ်တွေကိုလိုက်လံဖမ်းဆီးနေကြတဲ့စစ်တပ်ရဲတပ်ဖွဲ့ရင်ထမ်းရဲတပ်ဖွဲ့တွေကလည်းလိုင်စင်မက်ရင်တွေကိုသာစီးနှင်အုံပြုနေကြကြောင်းဆိုပါတယ်။လိုင်စင်မက်ရင်တွေကိုထိုင်းနိုင်ငံမဲဆောက်မြို့ကနေတဲ့စင် ်မြဝတီဘက်သို့တည်ဆောင်လာပြီးမြဝတီဖအံတထုံရန်ကုန်လမ်းကြောင်းနဲ့မြဝတီမော်လမြိုင်ရန်ကုန်လမ်းကြောင်းအတိုင်းစစ်သက်ရဲရင်ထဲစသုံးလုံး SP တို့ကအခကျင်းငွေယူပြီးတည်ဆောင်ခွင့်ပြုပေးထားတယ်လို့စစ်ကောင်စီနဲ့နှိစက်တဲ့အတိုင်းဝန်ထံကနေသိရပါတယ်။ပြီးခဲ့တဲ့မေလ20ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီညှိနှိုင်းအစည်းအဝေးမှာစစ်ကောင်ဆောင်ဗိုလ်ချုပ်မူကြီးမြောင်လိုင်းကလိုင်စင်မဲ့ရင်တွေကို စစ်စစ်ဖော်ထုတ်အရေးယူဖို့ညွှန်ကြားခဲ့ပြီးတဲ့နောက်မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ပြည်내နဲ့တိုင်းတွေမှာလိုင်စင်မဲ့ရင်ရှာဖွေဖမ်းဆီးခြင်းကိုတင်းတင်းကြပ်ကြပ်ဆောင်ရွက်လာတာဖြစ်ပါတယ်။ဒါပြင်စစ်ကောင်စီကလိုင်စင်မဲ့ရင်တွေကိုအရှိန်မြှင့်ဖမ်းဆီးရမှာလူနာတင်ရင်တွေကိုပါဖမ်းဆီးနေတာကြောင့်လူနာပို့ဆောင်ရေးကိစ္စတွေကိုရပ်နားထားရတဲ့အခြေအနေရှိကြောင်းလူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတွေကဆိုပါတယ်ရှင်။ နောက်ထပ်ပြောပြပေးမယ့်သတင်းကတော့စစ်အာဏာရှင်စနစ်ကျဆုံးတဲ့အထိအပိဓာန်တိုက်ဖြတ်သွားမယ်လို့ပလောင်ပြည်လူမျိုးရေးတပ်ဦး PSAF TNAA မှပြန်ကြားရေးတာဝန်ခံလွှဲရည်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့မနေ့ကကျင်းပပြုလုပ်ခဲ့တဲ့ TNA ရဲ့သတင်းစာရှင်းလင်းပွဲမှာ TNA ရဲ့နိုင်ငံရေးခန့်ယူချက်ပေါ်ပြန်ကြားရေးတာဝန်ခံကအခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ညနာမာမိုက်၃ဖွဲ့ဟာဇွန်လကုန်အထိယာယီအပြည့်ရဲ့ကြေညာထားပေမဲ့လည်းစစ်ကောင်စီရဲ့ထိုးစစ်တွေကြောင့်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားလာတာဖြစ်ပါတယ်။ TNAA ရဲ့စစ်အာဏာရှင်တိုက်ဖြတ်ရေးလှုပ်ရှားမှုမှာတရုတ်အစိုးရရဲ့ဖိအားပေးမှုတွေဆက်ရှိနေပြီးအဆိုပါဖိအားပေးမှုတွေကိုကျော်လွန်နိုင်ရဲ့နီလန်ကိုလည်းရှာဖွေနေတယ်လို့လွေးရီဦးကဆက်ပြောပါတယ်။လက်ရှိမှာ စစ်ကောင်စီက TNAA ရဲ့တိမ့်ပိုက်ထားတဲ့နောင်ချိုမျိုးကိုထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ကြောက်မဲဒီပေါ်မိုးကုတ်မျိုးတွေကိုလည်းလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်လျက်ရှိနေပါတယ်။ တစ်တုံညာနှစ်ခွန်စစ်စင်ရေးအတွင်း TNAA ဟာရှမ်းပြည်နယ်မြောက်ပိုင်းနဲ့မန္တလေးတိုင်းဒေသကြီးအသွေးရှိနမ်ဆန်မန်ဒုံနမ်ခန်ကုခိုင်နမဒူမိုင်ငောမိုင်လုံးကြောက်မဲနှောင်ချိုမိုးကောမိုးမိတ်နဲ့တိဘောဆတဲ့မြို့နယ်တွေကိုတိုင်ပိုက်ထိန်းချုပ်ထားပါတယ်ရှင် ဆလဘီအာဆီယံသတင်းတွေကိုလည်းတင်ဆက်ပေးသွားပါမယ်။ပြီးခဲ့တဲ့မေလ28ရက်နေ့ကပိုင်နယ်အငင်းပွားမှုတွေရှိခဲ့တဲ့ဥပုံလတ်စ်ဌာနီပြည်နယ်ချုံဘောနယ်စပ်မှာနှစ်ဖက်စစ်တပ်တွေအကြားပစ်ခတ်မှုဖြစ်ပွားပြီးကမ္ဘောဒီးယားစစ်သားတယောက်တင်ဆုံးခဲ့တဲ့နောက်အရှေ့တောင်အာရှဒေသတွေအိမ်နီးချင်းနှစ်နိုင်ငံကြားမှာတင်းမာမှုတွေရှိနေပါတယ်။ ထိုင်းနဲ့ကမ္ဘောဒီးယားပြစ်ခတ်မှုပေါ်တင်းမာမှုမဖြစ်စေဖို့နဲ့မူလအနေအထားပြန်လည်ရောက်ရှိဖို့ငင်းချဲရဲ့နီလန်တွေသာဖြစ်ရှင်းလို့ကြောင်းဇူလ၄ရက်နေ့နနက်ပိုင်းကထိုင်းအစိုးရကတရားဝင်ထုတ်ပြန်ပြောဆိုပါတယ်ဇူလ၅ရက်နေ့မှာတော့ထိုင်းကာကွယ်ရေးဝန်ကြီးဖုန်တန်ဝီချာရာချိုင်ဟာအမျိုးသားလုံခြုံရေးကောင်စီ NSC အစီအဝေးကိုခေါ်ယူပြီးကမ္ဘောဒီးယားနဲ့လက်ရှိဖြစ်ပွားနေတဲ့နယ်စပ်အရေးကိုဆွေးနွေးခဲ့ပါတယ်နှစ်ဖက်စစ်တပ်တွေကပဋိပက္ခကိုပို့ဆိုးမလာခင်ထိုင်းတိုင်းတိုင်းလှုပ်ဆောင်ဖို့သဘောတူထားပေ ေမဲ့ပြဿနာရဲ့အရင်အမြင်ကိုနှစ်နိုင်ငံကြားအကြေလည်ဆွေးနွေးဖို့ထိုင်းရဲ့အဆိုပြုကလန်းမှုကိုတော့ကမ္ဘောဒီးယားကလက်မခံဘူးလို့ဆိုပါတယ်။အဲ့ဒီအစားကမ္ဘောဒီးယားဟာအပြည်ပြည်ဆိုင်ရာတရားရုံး ICJ လို့နိုင်ငံတကာတရားစီရင်ရေးအဖွဲ့အစည်းတစ်ခုခုကကြားဝင်ဆုံးဖြတ်ပေးတာကိုလိုလားကြောင်းအသိလင်သဘောထားပြသထားပါတယ်။ထိုင်းအဆိုရကတော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးကမ္ဘောဒီးယားနဲ့အပြန်အလှန်ညှိနှိုင်းသွားမယ်လို့ပြောပါတယ်။ ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာဇွန်လ14ရက်နေ့ကျရင်နန်ဆက်ကိစ္စနဲ့ပတ်သက်ပြီးနှစ်ဖက်ကိုယ်စားလှယ်အဖွဲ့တွေတွဲဆုံစကားပြောဆင်မှာဖြစ်ပြီးကမ္ဘောဒီးယားဟာ ICJ အထိတွားရောက်မဲ့ကိစ္စကိုတရားဝင် အသိပေးလာဖွဲရှိနေပါတယ်ထိုင်းအစိုးရဟာအကယ်လို့နယ်စပ်မှာတင်းမာမှုတွေပြည့်ရောမသွားပဲပိုဆိုးလာမယ်ဆိုရင်နယ်စပ်ဂိတ်တွေကို အကက်အသတ်ဖြစ်စေလုံးဝဖြစ်စေပိတ်ထားနိုင်ခြင်းရှိကြောင်းသိရပါတယ်ရှင် ဆလဘီနိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားပါမယ်။ကာစာကမ်းမြောင်ဒေသမှာအပြစ်ခတ်ရက်စဲရေးတောင်းဆိုဖို့ကုလသမဂ္ဂလုံခြုံရေးကောင်စီကအဆိုတင်သွင်းရာမှာအမေရိကန်ကပီတိုအာနာတုံးပြီးပယ်ချသွားခဲ့ပါတယ်။ အမေရိကန်ဟာလုံခြုံရေးကောင်စီရဲ့အမြဲတမ်းအဖွဲ့ဝင်၅နိုင်ငံထဲမှာပါဝင်ပြီးပြည်သူအာဏာအသုံးပြုခွင့်ရှိပါတယ်။ကျွန်တော်၄ရက်နေတုန်းကလုံခြုံရေးကောင်စီအဖွဲ့ဝင်၅နိုင်ငံကဂါဇာမှာအပြစ်ခတ်ရက်စဲရေးနဲ့လူသားချင်းစာနာမှုအထောက်အပံ့တွေအသာအဆီးမရှိဝင်ရောက်နိုင်ရေးတောင်းဆိုဖို့မဲပေးခဲ့ကြတာဖြစ်ပါတယ်။ဂါဇာအရေးနဲ့ပတ်သက်လို့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာနိုဝင်ဘာလတုန်းကနောက်ဆုံးတစ်ကြိမ်အလားတူအဆိုတင်ခဲ့တဲ့အထောက်မှုမှာလည်းအစ္စရေးအမခင်မဟာမိတ်ဖြစ်တဲ့အမေရိကန်ကပြည်သူအာဏာ များနဲ့ဖယ်ချခဲ့ဘူးပါတယ်။အများတဲ့အဖွဲ့ဝင်တွေမဟုတ်တဲ့လုံခြုံရေးကောင်စီဆန်နိုင်ကသူတို့စုပေါင်းတင်သွင်းတဲ့အဆိုအတွက်အမေရိကန်ကိုယ်စားလှယ်တွေကိုညှိနှိုင်းဖို့အပူသဘင်စူးစားခဲ့ပေမဲ့လည်းမဲခွဲချိန်မှာတော့အလဟဒဖြစ်ခဲ့ရပါတယ်။ကာဇာမှာအပြစ်ခဲရက်ဆဲဖို့အစ္စရေးရေးရာဟာမတ်စ်ကိုပါနိုင်ငံတကာဖြစ်အားပေးမှုတွေမြင့်တက်လာနေပေမဲ့တိုက်ခိုက်မှုတွေကတော့ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။စစ်ပွဲကြောင့်အရက်တာတေဆုံးမှုတွေစတိုက်တိုးလာနေတဲ့အခြေအနေပေါ်လုံခြုံရေးကောင်စီကထိရောက်စွာ အာယုံဆိုင်ကင်သွဲပေးစီလို့ကြောင်းကုလသမဂ္ဂဆိုင်ရာပါလက်စတိုင်းကိုယ်စားလှယ်ရီယက်မန်ဆာကတိုက်တွန်းထားပါတယ်တဖက်မှာတော့ကုလသမဂ္ဂဆိုင်ရာအစ္စရေးတအမတ်ကြီးဒန်နီဒန်နိုဟာလွန်ဆိုရေးကောင်စီမှတင်သွင်းခဲ့တဲ့အဆိုဟာအနှစ်သာရကင်မဲ့ပြီးနိုင်ငံရဲ့အရာအစ္စရေးကိုထုံနှံ့ဖို့တသက်သားဖြစ်တယ်လို့ဝေဖန်သွားပါတယ်ရှင်။ အခုတစ်ပတ်အစီအစဉ်အတွက်ဒီမာတင်ရန်နာပြရစေ။လာမယ့်အပတ်စဉ်တနင်္ဂနွေနေ့ကြာရင်ထပ်ပြီးဆုံကြရအောင်ပါ။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။